အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကားဆိုရင်အက္ခတော် official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel လေးကနေဒီကနေ့မှတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာလံကောင်းလေးတွေကတော့ဆရာကားတော်ကိုယ်တိုင်ရေးသားထားတဲ့သုံးတီဥပဒါနဲ့မိစ္ဆာခေါင်းရီအတွဲခွနစ်စာစဉ်ခွနစ်ပဲဖြစ်ပါတယ်ခင်ဗျာဒီဇာလံလေးကိုတော့ကျွန်တော်လင်ကောင်ကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာလံလေးကိုမတင်ဆက်ပေးခင်ပါလဲ ျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်အားပေးကြပါဦးနော်နောက်တစ်နေ့မနေ့မနေ့ဆာဆာပြီးတော့ခီးဆက်ဖို့ပြင်ကြတယ်ကျုပ်ကလည်းအင်တာတက်ချင်တာနဲ့ရေဒဂွန်လေးအနားကိုထွက်လာခဲ့လိုက်တယ်အေးရေဒဂွန်မင်းသားခြုံတော့ထဲမှာအင်တာတက်နေတော့ကိစ္စပြင်းသုံးဖို့ဒုံမရှိတာနဲ့ပဝင်းညင်ကိုကြည်လိုက်မိတယ်မြေကြီးအောင်မှာဖြူဖြူချောင်းလေးတွေကိုတွေ့တာနဲ့ဆွဲနှုတ်ကြည့်လိုက်တော့လူရိုးလက်ကြီးတစ်ခုကပေါ်လာတယ်ဗျာ ဆက်ကြည့်လိုက်တော့မှလူရိုးစုကြီးတခုဖြစ်နေတယ်။ကျုံလန့်ပြီးတော့អော်ထဲလိုက်တော့မကြခင်မှာឧបသာတို့ကပြေးလာကြတယ်။ဟောလဲကောင်မင်းအလန်တကြားနဲ့ဘာဖြစ်တာလဲဟာမွေးတွေးလို့လားကွာ။ကျုပ်ကလည်းပစိုးကိုကမန်းကနေပြင်ဝဲလိုက်ပြီးတော့ဟိုမွေးမွေးမဟုတ်ဘူးឧបသာရဲ့အယိုးကြောင့်ကြီးဗျ။ឧបသာတို့လူတစုကလည်းအယိုးကြောင့်ကြီးကိုကြီးကြတယ်။ဟောဟုတ်ပါကွာမနေ့ကရေတံခွန်စစ်သေးတော့မတွေ့ပါဘူး။ဦးမောင်လေးကလည်းခေါင်းကုပ်ပြီးတော့ပြောတယ် မောင်ကြီးမကြီးတဲ့ဆိုတော့မတွေ့တာဖြစ်မှာပါဒါကဘလူပါလေးကွာဒီနေရာမှာဘလူသေးနေပါလေဥပဒါလည်းအရိုးเจ้าကိုတေချာခြင်းရအရိုးเจ้าမှာပတ်နေတဲ့ဝတ်စားတွေကိုကန်ကြည့်တယ်သူဝတ်ထားတာထမိန်သာကွာဒါဆိုမိန်းကလေးပဲဖြစ်မယ်ဟိုမိန်းကလေးတယောက်ကဒီလိုလူသူမနီးတဲ့တောင်းတကြီးတဲ့ကိုဘလူရောက်လာတာအေးငါစိတ်ထင်တော့တောင်းထဲမှာဟင်းသားလာရှာတဲ့မိန်းကလေးဖြစ်လိမ့်မယ်ကွာအဲတောင်းကြောင်းထဲမှာမျောပါပြီးတော့ဒီရေတော်ကနေပြောက်ကြပြီးတော့ကြောက်တော့နဲ့ရိုက်သေးတာဖြစ်မယ်ကွာ ်အဟုတ်မယ်ဗျဥပဒါပြောတာဖြစ်နိုင်တယ်ဥမောက်လေးကလည်းမျက်မှောင်ကျုံလိုက်ပြီးတော့ဟိုဟင်းစားလာရှာတယ်ဆိုတော့ဒီနားမှာရွာတွေပါတွေရှိလို့လားအဘိုင်အရင်တော့တော့ဒီဟိုမှာကြီးရဲ့တောင်ကပန်းတနေရာမှာတောင်ပေါ်ရွာကြီးတွေဟာရှိတယ်လို့ပြောကြတယ်ဗျအဲကျုံငငယ်တော့ကတစ်ခါရောက်ဘူးတယ်အဲ့ဒီရွာကိုရှမ်းရွာလို့ခေါ်ကြတယ်ဗျဟိုဘာဖြစ်လို့ရှမ်းရွာလို့ခေါ်တာလဲဥပဒါရှမ်းလူမျိုးတွေနေကြလို့တဲ့ကွာမောင်မောင်တားလည်းပြုံးဖြည်းဖြည်းနဲ့ ဟိုးရှမ်းပြည်မှာနေတဲ့ရှမ်းလူမျိုးတွေကဘယ်လိုလုပ်ပြီးတော့ဒီဘက်ကိုရောက်လာမှာလဲဘာကြီးရဲ့ရုတ်တရက်ရှိအောင်ပြောတတ်မှာဗျာအဒါတော့ငါလည်းမပြောတတ်ဘူးလေအဲ့ဒီရွာဦးတော့ရှမ်းရွာလို့ခေါ်တယ်ကွာအဲသူတို့ကမြေပြတ်မှာမနေတဲ့လို့တောင်ပေါ်မှာတက်နေတာလို့ပြောကြတယ်အကဲပါရှမ်းရွာကိစ္စခဏထားအကျုပ်တို့ခီးဆက်ကြတာပေါ့ရှေ့မှာရေတကွန်ခံနေတယ်ဆိုတော့ရေတကွန်ကိုပတ်ပြီးတော့သွားကြမယ်ရေတကွန်ထပ်ပဲရောက်တော့မှချောင်းရိုးတွေကိုပြန်ဆင်းကြတာပေါ့ဦးမောင်လေးကလည်းပြပတ်ဆူဆူနဲ့ထားသွားတယ် ကျောတို့ခီးသွားဖို့ပြင်ကြပေမဲ့အကိုကြီးကတော့ရိုးစုံနာမှာထိုင်ပြီးတော့ဆက်ဆွေရင်းနဲ့ကြံနေခဲ့တယ်ဗျ။အကိုကြီးအဲ့မှာဘာလုပ်နေတာလဲဗျ။ရိုးเจ้าမောက်တော့အလုပ်ပေးလိုက်ပါဗျ။ကျောကလှမ်းအောင်လိုက်တော့အားလုံးကလည်းရဲလိုက်ကြတယ်။အကိုကြီးကလည်းခြုံပုတ်ထဲကနေပစိုးပြန်ဝင်ရင်းနဲ့ထွက်လာတယ်။မင်းဘာတွေပြောနေတာလဲအလက်ကောင်ရာငါ့မှာလမ်းရတဲ့အထဲကို။ကဲအကိုကြီးရိတ်ခါထမ်းမလားဖြင်းထုတ်တယ်ထမ်းမလား။အေးမင်းမင်းကဖြင်းထုတ်ထမ်းတာပေါ့လေဆိုတော့ငါဒီနေ့ထမ်းကြည့်မယ်ကွာ။ အကိုကြီးကလည်းချင်းတော်ကြီးကိုထမ်းပြီးတော့ထသွားတယ်။ကျုပ်ကလည်းချင်းတော်ထမ်းပြီးတော့အကိုကြီးတို့ရဲ့အနောက်ကနေလိုက်လာခဲ့တယ်။ဥပဒါကတော့မနေ့ကရခဲ့တဲ့ဝါပြန်လေးကိုတောင်ဝေးလိုထောက်ပြီးတော့သွားတယ်ဗျ။ဥမောက်လေးကလည်းမြေပေါ်ဆာရွက်ထုတ်လိုက်။တန်လဲအိမ်မောင်နဲ့ကြီးလိုက်နေသွားကြတယ်။နေလိုက်ငယ်လောက်ကိုရောက်တော့တောင်ကြီးကတဖြည်းဖြည်းနဲ့မက်ဆောက်လာတယ်။တောင်ကြာချောင်းကလည်းရေတံခွန်တွေဖြစ်လိုက်၊လိန်ကောက်ကောက်နဲ့စီးလိုက်နေဖြစ်နေတယ်။အချို့နေရာမှာဆိုရင်တော့တောင်ကြာချောင်းက45ဒီဂရီလောက်ကိုမက်ဆောက်တယ်ဗျ။ရေတံခွန်အသေးလေးတွေကလည်းအများကြီးပဲ။ လူတရဲလောက်နှဲလောက်မြင်တဲ့ရေဒဂွန်လေးတွေပေါ့ဗျာကျုပ်တို့တက်လာကြတာတောင်ပါကြီးရဲ့တဝက်လောက်ကိုပဲရောက်သေးတယ်ဗျာဟိုခက်လဲလဲဟိုကြည့်ရင်တော့တောင်ကြီးကိုမြင်နေရသေးတယ်စစ်တော်ကရွေးပြတော်တွေဆိုတော့အထက်ဘက်ကသိပ်ပင်တွေကသေးရွက်တွေကကျွေးကုန်ကြပြီအရင်တောင်ကြီးမှာတော့လောက်တော့စစ်တော်ကမစိမ့်စုံတော့ဘူးဗျာရေကလည်းတစ်ဖြည်းဖြည်းနဲ့ရှားလာတယ်စမ်းကြောင်းထဲမှာသွားနေပြီမဲ့ရေတန်းရင်တော့မတွေ့ရတော့ဘူးအချို့နေရာမှာတော့စမ်းတွင်ကလေးတွေကနေစိမ့်သန်းရည်လေးတွေကထွက်နေတာတွေ့ရသေးတယ် ဒီနေ့ကိုလမ်းလျှောက်လာပြီးတဲ့အချိန်မှာတော့တောင်တစ်ခုရဲ့ထိပ်ဘက်ကိုရောက်လာကြတယ်။အဲတောင်ပါကြီးကနေခွဲထွက်နေတဲ့တောင်တစ်ခုပေါ့ဗျာ။အဲ့ဒီနေရာမြေကြီးကခိုက်ပံ့ပြောင်လေးဖြစ်နေတယ်ဗျ။ညနေလဲဆောင်းလာပြီးဆိုတော့စကန်းချဖို့လုံးကြတယ်။ကြုံစင်းသားလို့မရတာတခုရှိတယ်ဗျ။အဲဒီလူတွေကရွေးဖင်လေးတွေတယ်လာပြီးတော့ဘာဖြစ်လို့ရွေးဖင်တယ်မထိုးဘဲနဲ့ယာယီစကန်းဆိုပြီးတော့ဒီတိုင်းအိတ်တယ်လို့ပေါ့ဗျာ။ထမင်းနေစားပြီးတော့ဥမောင်လင်းတို့ကအချင်းချင်းတိုင်ပင်နေကြတယ်။ကျုပ်တို့အိမ်ရောက်ရင်တော့ည9နာရီတော့မထိုးသေးပါဘူးဗျ။ အဒီညာကင်းကိုတော့ကျောက်ကညီကိုနှစ်ယောက်ကတာဝန်ကြတယ်။အကိုကြီးကညာဦးပိုင်းဆောင်ရမယ်။ကျောက်ကညာတကောင်ထားပြီးတော့ဆောင်ရမယ်ပေါ့။ညာကင်းကြတော့ဆော့ဆော့အိတ်ဖြစ်သွားတယ်။အိတ်နေနဲ့အိမ်မက်တခုမက်လေဗျ။အိမ်မက်ကလည်းထူးဆန်းတယ်ဗျ။အဲကျောက်ကပွဲရင်းတွေကိုရောက်နေတာတဲ့ဗျ။ရှမ်းဝစီတွေတီးပြီးတော့လူတွေကကခုန်နေကြတာမျိုး။အမွေးဆုပ်ဖွားနဲ့တိုးနေရပါဦးကြီးနေတော့ပါသေးတယ်။ရှမ်းဆန်းရလည်းမြူးကြက်ဗျ။ကျောက်ကလည်းအိုးတီတန်ကိုကြားတာနဲ့စိတ်တွေကကြွလာပြီးတော့ ကနေတဲ့လူတို့ကိုခုံဝင်ပြီးတော့ကနေမိတယ်။အိမ်မက်ထဲမှာကျောက်ကကားလို့ကောင်းနေတော့အကိုကြီးကကျောက်ကိုလာနှိုးတယ်။အလက်ကောင်ကြီးထားသေးမအောင်ကွာ။ကျောက်ကလည်းမထားခြင်းပဲနဲ့ထားလိုက်ရတယ်။ဟာအကိုကြီးကလည်းဗျာဒီမှာအိမ်မက်ကောင်းနေပြီဗျာဘာဖြစ်လို့လဲ။ဟိုမင်းမင်းအိုးစီတန်ကြားတယ်မဟုတ်လားအလက်ကောင်။အကိုကြီးပြောမှကျောက်လည်းသတိထားမိတယ်။ဟုတ်တယ်ဗျာ။အိုးစီတန်ကိုနားထဲမှာခတ်တိုးတိုးကြားနေရတယ်။အလေးသိရင်တော့ပို့ပြီးတော့ကြည်ကြဲကြား ဒါဆိုဒါဆိုအိမ်မက်မဟုတ်ဘူးပေါ့အကိုကြီးအိုးစီကတကယ်ပဲပေါ့ဟုတ်ပါတယ်ဆိုမှကွာမင်းကလေမင်းကအဲ့ဒီအတန်တော့ကိုလိုက်ကြအောင်ကွာအာဖြစ်ပါမလားကိုကြီးอ่ะတော်တဲ့တောင်တွေကကြက်တွေနာနာဘာဝနေများတီးနေကြတာလားမင်းကလေကြံဖန်ကြောက်နေပြန်ပါပြီကွာမင်းကဥပ္ပန္နာပြောထားတယ်မဟုတ်လားဒီတောင်ကျောင်းပေါ်မှာရှမ်းရွာရှိတယ်ဆိုတာလေအင်းငါအထင်တော့အိုးစီတန်တွေကရှမ်းရွာကြီးကနေတီးနေတယ်ထင်တာပဲကွာอืมအကိုကြီးပြောတာဟုတ်တော့ဟုတ်မယ်ဗျ အတန်းခန်းနီးနီးရလာနေတာကွာငါတို့သွားကြည့်ရမယ်ကွာအကိုကြီးကတော့လှုပ်ပြန်ပြီဗျာရှုပ်ရှုပ်ဆက်ဆက်ဒီလှုပ်ပါကွာငါဆိုင်းဆန်ကြရင်မနေနိုင်ဘူးဆိုတာမေးသိပါနဲ့လက်ကောင်ရလာစမ်းပါကွာခဏလောက်သွားကြည့်ကြအောင်ကျုပ်တို့ကလည်းဒေါ်လေးကိုရောက်တာနှစ်ရက်သုံးရက်ရှိပြီဆိုတော့လူတွေနဲ့နည်းနည်းကင်းနေတယ်လို့ခံစားရတယ်အဲ့ဒါကြောင့်ပဲအကိုကြီးကတော့ကိုလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဗျအကိုကြီးဟိုကျုပ်တို့သွားတော့ဟိုလူကြီးကအပြစ်ပြောနေဦးမယ် ဟိုဒီကောင်တွေကကလသေးကလမောအိတ်နေကြတာပါကွာဥသိဇံကြားလာတော့မှမနှိုးတာဘလို့လောက်ပြီးတော့နှိုးမှလဲကွာဟိုလူကြီးမှနှိုးစက်နိုင်တလုံးပါတယ်ရဲ့ကိုကြီးကဩမင်းကလည်းမနက်9နာရီမထိုးခင် ပြန်လာရင်ဖြစ်ပါတယ်လက်ကောင်ရလာတော့ကြားစို့အကိုကြီးကလည်းတော်တဲ့ကိုဝင်သွားတယ်ကျုပ်ကလည်းအကိုကြီးရဲ့နောက်ကနေရောင်းတော့ပေါတော့နဲ့လဲလာခဲ့ရတယ်လာကလည်းသားနေတယ်တိပင်းနေမှလည်းတေးရွက်တွေမရှိကြတော့ဘူးဆိုတော့တော်တဲ့မှာလာရောင်ကထိန်လေးနေတယ်ဗျာ အောက်ကတဝဲချောက်တွေကိုတရှိရှဲနဲ့ဖြက်နေသွားရင်းနဲ့တောင်ကုန်းလေးရဲ့ထိတ်ကိုရောက်ခဲ့တော့တောင်အောက်ရှူကြားထဲမှာမီးရောင်တွေဝဲလည်နေတဲ့ရွာတရားကိုတွေ့လိုက်ရ။ဟာရွာထင်သာတာနဲ့ဤသားပဲလက်ကောင်ရ။အကိုကြီးနဲ့ကျောက်ကလည်းတောင်အောက်ကိုပြေးဆင်လိုက်ကြတယ်။တကယ်ပါဗျာရှူထဲမှာရွာတွေအတဲထားကြတာဗျ။ရွာအင်ဂျင်90လောက်တို့ရှိမယ်ထင်တယ်။အဲသူတို့အိမ်ပုံစံကလည်းခြေတန်းရှိအိမ်အမအမိုးကိုခက်ကုတ်ကုတ်လေးတွေလှုပ်ထားကြ။ဦးစီတန်တွေကရွာလေလောက်ကလာတာဗျ။ အရွာလေရောက်တော့လူတွေစုပြီးတော့အိုးစီတွေတီးပြီးတော့ကောက်ခုံနေကြတယ်ဒီလူတွေဝိစားထားတာရှမ်းနေဝိတယ်လို့ပဲဗျယောက်ျားတွေကရှမ်းမောင်းမိဝိထားတဲ့လူကဝိထားပြီးတော့အချို့ကလည်းပစိုးဝိထားတယ်အမိမတွေဆိုရင်လည်းအပေါ်ကချီတဲ့အင်ဂျင်နဲ့အောက်ကလုံကြီးဝိထားတယ်ယောက်ျားတွေရောမိမတွေရောခေါင်းပေါင်းကြီးတွေပေါင်းထားကြတယ်ဗျအိုးစီတီးတဲ့လူတွေကတော့အသေးချာကိုတီးနေလိုက်ကြတာဗျရှမ်းအိုးစီတန်းဆိုတော့မြူတာလည်းပြောမနေပါနဲ့တော့ကျုပ်ဖြင့်ရွာဥစားရောက်လာတယ်စိတ်ကမချသေးဘူးဗျ အဒီလူတွေကတရေတွေလားအကြက်တွေလားဆိုပြီးတော့ကြောက်နေမိတယ်အဲ့ဒါနဲ့အနာကလူကြီးတယောက်ရဲ့အနာကိုကတ်သွားပြီးတော့ဟိုဥိဥိတို့ကလူတွေလားဗျအဲ့လူကြီးကလည်းကြောက်ကိုမျက်မှောင်ကြောက်ကြည့်ပြီးတော့ဟာလူတွေမို့လို့ငါတို့ကနတ်တွေဖြစ်မလားကွာဩဟုတ်မမသိပါဘူးဗျာဒါနဲ့ညာကြီးစကောင်ကြီးအိုးတီတွေတီးပြီးတော့ဘာလုပ်နေကြတာလဲဟိုကြောက်ကြဘူးတာတော့ကြက်တွေတစ်စီတွေကညာကြီးစကောင်တီးကြမှောက်ကြတယ်ဆိုလို့လေ ဟောပောက်ပောက်ရှာရှာကွာမင်းရလေငါတို့ကကြက်တွေမဟုတ်ပါဘူးကွာအေးအခုအိုးစီတီးနေရတာလည်းမလက်ဖန်မနဲ့ကြရင်ရှင်ပြည်ဝဲတစ်ခုရှိနေကွာအဲ့ဒါကြောင့်ပျော်ရွှင်ပြီးတော့တီးမောက်ကောက်ခုန်နေကြတာဟိုဒီလိုလူသူမနည်းတဲ့ဒေါ်နဲ့ထဲမှာဦးကြီးတို့ကဘာဖြစ်လို့လာနေကြတာလဲလူသူမနည်းတာမဟုတ်ပါဘူးကွာနင်းနေလှမ်းတာပါတို့ရအချားရွာနေနဲ့လှဲလှဲပောက်ပါလေကွာဟဲ့လက်ကောင်မင်းသူများကိုဘာတွေလိုက်မိနေတာလဲကွာဩဟုတ် ဟိုလေဟိုဒီလိုပါပဲကိုကြီးကဟဲအကိုကြီးကလည်းအဲ့လူကြီးရဲ့အနောက်ကိုကတ်လိုက်ရင်ဟိုဦးကြီးဒါနဲ့ဒီဘာမှအရက်လေးပါလိဝယ်လို့ရမလားဗျအဲ့လူကြီးကလည်းအကိုကြီးကိုခြေစုံကောင်းဆုံးကြည့်တယ်ဟဲ့ကောင်လေငါတို့ကဘလို့ထင်းနေတာမင်းတို့ဗမာတွေလိုမျိုးအလှူချောင်းပြပြီးတော့ရဲဝါတောင်းမဲ့လူတွေများမှတ်နေကြတာအော်ဟိုတောင်းတောင်းမဲ့ပါလေဦးကြီးကဟိုဟိုလေကျုံလဲမတောင်းရတာ၃လရက်ကြာတော့သွေးရတောင်းနေလို့ပါဗျာ အကိုကြီးကလည်းဗျာသူမဲလကအလှထဲလုံနေတာကိုအရက်လာတောင်းနေသေးတယ်။ငါတို့စီမှာအရက်တော့မရှိဘူးကွာခေါင်ရည်ပဲရှိတယ်။အကိုကြီးရဲ့မျက်လုံးတွေကလည်းအယောင်လက်သွားတယ်။ဗျာဟိုခေါင်ခေါင်ရည်လည်းရပါတယ်ဗျာရပါတယ်။အေးဟိုးမှတွေ့လားအေးအဲ့ဒီအိုကြီးကခေါင်ရည်အိုးပဲမင်းအကြိုက်တာခတ်တော့ပြီတော့အကိုကြီးရဲ့လေလူကြားလေးကိုတို့သွားတယ်။ဦးစီဝိုင်းရဲ့အနောက်မှာလည်းတောက်ရီအိုးလေးတစ်လုံးကိုဝါးစင်ပေါ်မှာတင်းထားတယ် ရွာကာလာသားလိုလူတွေကလည်းတောက်ရိုးတွေကခေါင်ရိုးအုံမုတ်ခွန်းနဲ့ခတ်ပြီးတော့တောက်တယ်။အကိုကြီးကလည်းအိုးနားကိုကတ်သွားပြီးတော့အုံမုတ်ခွန်းနဲ့အိုးတဲကိုခတ်လိုက်တယ်။ခေါင်ရိုးကလည်းထမင်းရည်လိုလိုဆန်သေးရည်လိုလိုဖြူဖြူနဲ့ခတ်ကြဲကြဲအရာပေါ့ဗျာ။အကိုကြီးကလည်းအုံမုတ်ခွန်းနဲ့ခတ်လိုက်ရင်ကဟာလက်ကောင်ကြီးခေါင်ရိုးကမှုန့်နေတာပဲကွာ။ဟိုစဘာနဲ့လိုလိုကောင်းချင်းနဲ့လိုလိုလေးကွာ။အကိုကြီးကလည်းခွက်ကိုဒကြိုက်တဲ့မော့အတော်ချလိုက်တယ်။ အမလေးကောင်းလိုက်တာကွာချိုခါလီကွာအလက်ကောင်ရမင်းမင်းတော့တောက်ပါလိုက်ရောဟေးအတော်ပါကိုကြီးဟာခေါင်ရဲ့ချင်းစုပ်စုပ်နဲ့ကြုံမကြိုက်ပါဘူးဘီယာတော့ဂရင်းချင်တော့မတောက်တော့ဘီယာဟုတ်လားမင်းမင်းရရန်ကုန်မှာပဲရတဲ့ဘီယာကိုဘယ်လိုလုပ်ပြီးတော့တောက်ဖူးသွားတာလဲအလက်ကောင်ရကျုပ်ကလည်းရှေ့မပြကျင်တာနဲ့ဟိုထားလိုက်ပါတော့ကိုကြီးဟာတောက်เสียရှိတာသာတောက်ဆဲမှာ အကိုကြီးကလည်းတစ်ခွက်ပြီးတစ်ခွက်ခတ်တောင်းနေတော့ကျုပ်ပခုံးလူတယောက်ကလာပုတ်တယ်။လှဲ့ကြည့်လိုက်တော့မောင်မောင်တာနဲ့ရဲသားမောင်ဦးဖြစ်နေတယ်။ဟဲ့ကောင်လေးမင်းတို့ကဒီလိုလာပြီးတော့ပျော်ရွှင်နေတယ်ပေါ့ဟုတ်လား။ကျုပ်ရင်ထဲမှာထိတ်ခနဲဖြစ်သွားတယ်။ဟိုဟိုလေးဟိုကျုပ်ကျုပ်တို့အပြစ်မပေးပါနဲ့ဗျာ။အိုးစီတန်ကြလို့စူဇန်ရင်နဲ့ဒီချမ်းမြောင်ကိုရောက်လာခဲ့တာပါဗျ။မင်းတို့ကြီးတောက်စားနေလို့ရမလားကွာ။ငါ့ကိုလည်းအုံမုတ်ကွက်ပေးစမ်း။ ရဲသားမအူကလည်းအုံမဝဲကိုလှမ်းယူပြီးတော့ခွန်ရီအိုးတဲ့ကခတ်တော့လိုက်တယ်။တကြိုက်တောက်ပြီးမှတော့သူ့မျက်ခွက်ကြီးကပြုံးဖြီသွားတယ်ဗျ။ကောင်းနေဟာမတော်ရတာကြာလို့လည်းမသိဘူးဟေးခွန်ရီလည်းတောက်ကောင်းတာပဲဟာ။မောင်ဦးရဲ့လက်ထဲကနေမောင်မောင်တာလည်းအုံမခွက်ကိုလှမ်းလူပြီးတော့သူကလည်းတောက်နေဗျ။ဟိုခမားတို့ကခွန်ရီလည်းတောက်တာပဲလား။ငါတို့လည်းအရင်ငတ်နေတာ၄၅ရက်ရှိပြီကွ။အဲ့မင်းတို့ညီကိုနှစ်ယောက်ထွက်သွားတာနဲ့မင်းတို့နောက်ကိုလိုက်လာခဲ့တာ။ ဟိုရွာတွေ့ရဲစီးလောက်တယ်ဆိုပြီးတော့လိုက်လာရင်ရောက်လာခဲ့တာပဲကွာဟောဗျာတကယ်တော့အကြံတူတွေလာစုနေကြတာပါလားအကိုကြီးကလည်းဦးစီတန်ကြလို့စူးစမ်းမယ်ဆိုပြီးတော့လက်ဆတာတော့အရဲတော့ချိန်လို့လာတာမဟုတ်လားကျုပ်ပြောတဲ့အချိန်မှာအကိုကြီးကလည်းနည်းနည်းထွေးနေပြီအမောင်မောင်တာကလည်းခေါင်းရည်တွေကိုခတ်တော်ရင်ကယောက်ျားတန်းအရင်နဲ့မကင်းပါဘူးကွာဒီမဲဟဲကောင်အခုမင်းတို့ကတော့ဒီကိုရောက်ပြီးတော့ခေါင်းရည်တွေတောက်နေတာကိုငါ့ဆရာကိုလည်းမပြောနဲ့ဘလူးအောင်မလည်းမပြောနဲ့တော့ဟုတ်ပါလား ဟုတ်ပါပြီဗျာခမရတို့အရေသမားတွေကလည်းတော်တော်ဆိုးဆိုးပါလားဗျာတောက်ဗျာအလကားရတော့တောက်သာတောက်ကျုပ်ပြောတော့ဟိုလူနှစ်ယောက်ကလည်းအုံမုတ်ခွက်တောင်သူ့လည်းငါလည်းဆိုပြီးတော့လူတောင်နေကြသေးတယ်အဒီကြတဲ့အကိုကြီးကပါအုံမုတ်ခွက်ကိုဝင်လူတယ်ဗျာအလကားတခွက်လောက်တောက်လိုက်စမ်းပါကွာမင်းကလည်းဒီခေါင်ကြီးကတကယ်ကောင်းလို့ပြောနေတာကွာမလောက်ပါနဲ့ဆိုဗျာတငုံလောက်တောက်စမ်းပါကွာမင်းကလည်းရောကြမဟုတ်တာကြာနေတာပဲ အကိုကြီးကအတင်းတိုက်တာနဲ့ကျောက်ကလည်းခွန်ရင်ခွက်ကိုလှမ်းယူလိုက်တယ်။ခွန်ရင်နဲ့ကချင်းစုပ်စုပ်ခက်ဆူးဆူးရဲ့ဗျ။အချွေးတွေရွှဲစုံနေတဲ့အင်းကြီးကိုမချော်ဘဲနဲ့တန်းပေါ်မှာ9ရက်လောက်လှမ်းထားတဲ့အနံမျိုးဗျ။ဒီနံကိုမခင်ချင်တာနဲ့ပဲအတန်းအောင်ပြီးတော့တောက်ချလိုက်ရတယ်။အမေခွန်ရင်ကအနံ့သာဆိုးတာဗျ။အရသာကတော့တော်တော်ကောင်းတယ်ဗျ။ထိုင်ရင်ကျတော့သလိုချိုချိုလေးဗျ။ဘယ်သက်တော့ရောက်သွားတဲ့အချိန်မှာဆန်အနံ့လိုမျိုးမှုမှုလေးရလိုက်တယ်။ရိုးလေးနဲ့ထဲထားတာဆိုတော့အေးနေတာပါပဲဗျ။ ကျုပ်ကလည်းအုံမုတ်ခွက်တစ်ခုလုံးကိုဒီကြိုက်တဲ့မော့တော်ချလိုက်မိတယ်။ဟဲ့မင်းကြိုက်တော်ရင်မဟုတ်လားအလက်က။ဟာတောက်လို့ကောင်းလိုက်တာအကိုကြီးอ่ะကျုပ်ကဘာဖြစ်လို့အစမတိုက်တာလဲဗျ။ဟာမင်းရဲ့မတော်ဘူးဆိုတော့ကွာ။ဟာတောက်မယ်တောက်မယ်အခုတော့ကောင်းမှန်းတိသွားပြီဗျ။ကျုပ်ကလည်းအုံမုတ်ခွက်နဲ့တစ်ခွက်ပြီးတစ်ခွက်ခတ်တော်လိုက်တယ်။အကိုကြီးကလည်းကျုပ်ခေါင်းကိုဖတ်ပြီးတော့မင်းကတော့မောင်ကျဲတရိုးဖြစ်သွားပြီအလက်ကောင်ကြီး။မင်းတော့မောင်ကျဲတရိုးဖြစ်သွားပြီကွာ အခြားကလာသားတွေတော့မသိဘူးကျုပ်တို့၄ယောက်ကတော့ခွန်ရိုးအိုးနားမခွာဘင်းနဲ့တရားတစ်ခွက်လှဲကြခတ်တောင်နေမိတယ်အခွန်ရိုးချိုးသာချိုးပင်မဲ့မူးတာတော့တော်တော်မူးတယ်ဗျသုံးခွဲလောက်တောက်ပြီးတော့လူကတော်တော်လေးကိုထွေးလာဆယ်ခွဲလောက်တောက်ထားတဲ့အကိုကြီးကမူးပြန်နေပြီသချင်းတွေပါလေဆိုးလို့ဗျအဆိုးတာလဲရှမ်းသချင်းလို့လို့ဘာလို့လို့နဲ့တကယ်တော့ပေါက်ကရတွေပါသက်ထဲရှောက်អော်နေတာအတိတယ်မဟုတ်လားအကိုကြီးကမိုးရင်သချင်းစိုးတတ်တာလေး ရဲသားမအောင်နဲ့မမောင်တာကလည်းလူကြားထဲကိုခုံးဝင်ပြီးတော့ကနေပါရောဗျာအကိုကြီးကလည်းနောက်ကျုံးပြစ်ပြီးတော့ခုံးဝင်သွားတယ်ကတော့အမကွေ့နေတာပဲဗျာခေါင်းရင်ငါးခွက်လောက်တောက်ပြီးတော့ကြောက်ကလည်းကကျင်းလာတယ်ဦးတည်တန်တွေကိုကြားတော့ခြေတွေလက်တွေကသူ့လိုလိုလှုပ်ရှားပြီးတော့အလိုလိုဒုံညင်လာတယ်ဗျာဒါနဲ့ပဲမထူတော့ပါဘူးဆိုပြီးတော့လူကြားထဲကိုဝင်ကားလိုက်တယ်အဲအခုကိနဲ့ကလည်းရောက်တယ်လို့ပေါ့ဗျာဦးတည်တန်ကလည်းမြူးလိုက်တာပြောမနေနဲ့ရောယောက်ျားသားတွေမိန်းမတွေကလည်းကကြခုံကြနေဗျာ ကျုပ်ပြင်းညောင်းဘက်ရဲ့အိမ်ဘက်ကိုတော့မသွားပြီးသတိရမိတယ်။ကျုပ်တို့ဘလောက်ကြာကြာကနေမိတယ်မသိဘူးဗျာ။ကရင်ခုံရင်နဲ့ကျုပ်တို့နားလူတွေကလည်းတဖြည်းဖြည်းနဲ့ပျောက်သွားကြတယ်။အလူကလည်းတော်တော်မူးပြီးတော့အသီးသိကဝင်တစ်ချက်ထွက်တစ်ချက်ဖြစ်နေတယ်။ကနေရင်နဲ့ OCD တဲ့လူတွေဘေးနားရက်နေတဲ့လူတွေကိုကြည့်လိုက်တော့အဲဒီလူတွေရဲ့အသားရည်ကပိုးဝဲကြီးနဲ့မျက်လုံးနေနေကြီးတွေဖြစ်ကုန်တယ်ဗျာ။အပေါ်တဖိုးကကြာလာတဲ့အစွဲကြီးနဲ့ချောင်းကလည်းနှခမ်းကြောက်တိုးထွက်နေပြီးတော့အောင်မေးစိအောက်အထိကိုရောက်နေတယ်။ ကျုပ်ဖြစ်အမူးလိုနေလို့များမြင်နေတာနေမြင်နေတာလားဆိုပြီးတော့ခေါင်းကိုခါကြည့်လိုက်ပေမဲ့ကျုပ်အမြင်ကမမှောက်ဘူးဗျအဲဒီလူတွေအကုန်လုံးကတဆေကြီးတွေဖြစ်ကုန်တယ်ဗျမိန်းကလေးတယောက်ကိုကြည့်လိုက်တော့လက်သေးချေကြီးတွေကတထွာလောက်ကိုရှိတယ်ကျုပ်ကရက်တက်လိုက်ချိန်ပေမဲ့လည်းဘလို့မှရက်တန်းလို့ကမရတော့ကျုပ်ခန္ဓာကိုယ်ကြီးကလည်းဆက်ပြီးတော့ကာမြဲတိုင်းကခုံနေတယ်ဟောတရေကြီးတွေတရေကြီးတွေဗျကျုပ်အတန်ကုန်ဟစ်ပြီးတော့អော်ထဲလိုက်တယ်အကိုကြီးတို့ကတော့ကျုပ်អော်တော်ကိုမကြားသေးပါဘူးဗျာ ကားလုံးခုံလုံးကောင်းလို့ရှိသေးတယ်။အခဏကြာတော့ကျုပ်တကူလုံးကလည်းပင်မဲလာပြီးတော့မြေပြင်မှာလဲကြသွားတယ်။ကိုင်းနေအောင်ကနေတဲ့အကိုကြီးကလည်းမြေပြင်ပေါ်ပက်လက်လန်လဲကြတယ်။ကျုပ်စိတ်ထင်တနေ့နေ့နေ့လောက်ကြအောင် မြေမနာကားခုံထားတာဆိုတော့လူကဘလို့မှမလှုပ်နိုင်တော့လမ်းမြောက်ဖို့မပြောနဲ့လက်ချောင်းတစ်ချောင်းအောင်တော့မလှုပ်နိုင်တော့တဲ့အထိပင်မဲသွားတယ်။အားဒီအချိန်မှာရှမ်းနေရလဲကျုပ်တို့ဝိုင်းလာပြီးတော့မြေပြင်မှာလဲကြနေတဲ့ကျုပ်တို့ဝိုင်းငုံကြည့်တယ်။တို့ရောအသားတွေရောက်လာပြီဟဲ့။ဟာ ဒီတစ်ခေါက်တော့၄ရောက်တော့ဆိုတော့ဝေါဝါလင်းလင်းစားရတာပေါ့အခုမှကျောက်တို့မှားမှန်းသိတယ်ဗျအကိုကြီးဆိုရင်မျက်လုံးကြီးကိုပြုတ်ထွက်နေတယ်ကခုံထားရတာလဲမောပန်းလုံးလို့အသက်ကိုတော့မနှဲရှူနေရတယ်အော်ဘိုဟေဘုတ်ဆိုရင်ဝေလာဝေ့ပေါ့ဗျကျောက်တို့ကူရခရမဲ့ပြီပေါ့ဗျစိတ်ထဲကနေအကိုကြီးကိုပဲအပြစ်နေနေမိတယ်သူဆက်စော့လို့ဒီလိုဖြစ်ရတာမဟုတ်လားဗျအဲ့ဒီအချိန်မှာစိတ်ထဲကနေသတိရသွားမိတာကတော့ဥပဒါကြီးကိုပဲဗျဒါကြောင့်ပဲဥပဒါကိုစိတ်ထဲကနေတားလိုက်မိတယ် ဥပဒါကကျုပ်စိတ်ထင်းကတန်းထားလိုက်ရင်ရော့ရော်လာတဲ့တယ်မဟုတ်လားအခုလဲကြည့်ဗျာအဒီမိမတွေယောက်ျားတွေကကျုပ်တို့စားဖို့သွားဖို့လုပ်နေတဲ့အချိန်မှာပဲဥပဒါကြီးကကျုပ်ဘေးနားမှာဘွားကနေပေါ်ထွက်လာတယ်ဥပဒါကိုမြင်တော့ဒီလူတွေအကုန်လုံးကလည်းအနောက်ဆုတ်သွားကြတယ်မင်းတို့သူတို့ကိုလွတ်ပေးလဲကြတယ်ဟေးဆုံးကောင်ငါတို့သားကောင်ငါတို့စားမယ်မင်းဝင်မရှုံးနဲ့ဟုတ်တယ်ကွာတောင်ပိုင်းကြီးစီကငါတို့ကခွင့်ပြုချက်ရထားပြီးသားငါတို့နယ်ပယ်တဲ့ကိုကိုချရောင်းတဲ့ကိုဝင်လာတဲ့လူမှန်သမ ्या ကိုငါတို့ကတက်ဖြတ်စားတော့ပိုင်ခွင့်ရှိတယ်ကွာ ဥပဒါလည်းခါထောက်လိုက်ပြီးတော့ဒီမန်ရဲကောင်းနေအခွင့်ရဲတဲ့ရပိုင်ခွင့်နေလာမလုံးနဲ့ဒီလူတွေကငါလူတွေအေးငါလူတွေကိုထင့်ရင်မင်းတို့နားမဲသားမက်ဩဆုံးထီရအသားနာခြင်းလို့ကျုပ်တို့လာပြီးတော့ဇင်းခေါ်တော့ဦးကျုပ်တို့လောကမှာဗဇက်တဲ့ဝင်မဲ့အစားတလုံးကိုပုတ်ချတာဘလောက်တော့အောက်တန်းကြတယ်လဲဆိုတာခမမသိဘူးလားမသိဘူးကွာငါလူကွာမင်းတို့လိုယုံညံ့တဲ့နာနာပါဝါမဟုတ်ဘူးအေးမင်းတို့မကြင်နိုင်ရင်လည်းမတတ်နိုင်ဘူး အစောဖိုးဖိုးနဲ့လူကြီးတယောက်ကလည်းဥပဒါစီကိုပြေးဝင်လာတယ်။ဥပဒါလည်းတစ်ချက်ပဲကြီးလိုက်တော့ပြေးဝင်လာတဲ့ဒီလူလူတယောက်ကရင်ဝါကိုပိတ်ဆောင်ကန်လိုက်တယ်လို့အနောက်ကိုလွင့်ထွက်သွားတယ်ဗျ။ကျန်တဲ့အကောင်တွေကလည်းဗဇက်ကြီးတွေဖျဲပြီးတော့လင်းတို့အော်တန်လိုအတန်စူးစူးဝါးနဲ့អော်ပြီးတော့ဥပဒါစီကိုတကောင်ပြီးတကောင်ပြေးခုံဝင်ကြတယ်။အကောင်ကြီးတကောင်လည်းဥပဒါရဲ့ရင်ဘက်ကိုတွန်းလှဲလိုက်တဲ့အခါမှာဥပဒါလဲကြသွားတယ်။အဲဒီကောင်ကဥပဒါဘောကိုသူ့ကိုယ်လုံးကြီးနဲ့ဖိချလိုက်တယ်ဗျ။ကျန်တဲ့အကောင်တွေကလည်းပြေးလာကြပြီးတော့ဥပဒါကိုတတ်ဖိကြတယ်။ ျိုးတို့ငယ်တော့တက်ဖီတန်းဆော့သလိုတယောက်ပေါ်တယောက်အားကြီးနဲ့ခုံခုံပြီးတော့ဖိကြတယ်လေအဒီလူတွေကတဆေတွေဆိုတော့ဘလုံးမှမဖြစ်ပေမဲ့အောက်ဆုံးကဥပဒါကတော့ဒီကိုလုံးကိုစီးစီးညံ့ညံ့ကျင်းနေပြီးထင်ပါတယ်ဗျာအလူ90လောက်ဝိုင်းဖီလိုက်တဲ့အခါမှာလူပုံကြီးကိုဟိထာနေတာပါပဲဗျာအောက်ဆုံးကဥပဒါတော့သေပြီးထင်တယ်ဗျကျုပ်ကလည်းစိတ်တွေကနေဥပဒါရဲ့နာမည်ကိုခေါ်နေမိတယ်တူရလုံးကဝိုင်းဖီတဲ့အခါမှာဥပဒါကဘယ်ကနေဘလို့ဒီဘက်ကိုရောက်နေတယ်လဲမသိဘူးဗျာမင်းတို့ဘလို့ဖိနေကြတာလဲကွာ ဟိုလူတွေအကုန်လုံးကလည်းဥပဒါကိုလှန့်ကြည့်ပြီးတော့အံ့ဩသွားတယ်။ဥပဒါလည်းမိုးပေါ်ကိုလွှတ်ငနဲ့ခုန်တက်လိုက်ပြီးတော့လူပုံကြီးပေါ်ကိုပက်လက်လန်လှဲ့ချပြီးတော့တက်ဖီထဲလိုက်တယ်။ဥပဒါတက်ဖီတဲ့အတန်ကြီးကကြောက်တုံးကြီးနှစ်တုံးရိုက်မိသလိုဂျိုင်းငနဲ့အတန်ထွက်ပေါ်လာတယ်ဗျာ။အောက်ကလူတွေအကုန်လုံးကလည်းတိတ်ကန်းကြောက်တွေကိုဒလိန်လုံးနဲ့ကြိတ်သလိုဒကြွကြွအတန်တွေထွက်ပေါ်လာတယ်ဗျာ။အော်ကြောက်ကြောက်ပါပြီဆရာကြီးရဲ့ကြောက်ပါပြီဗျ။အယိုးတွေကျိုးသေးပါပြီ။ကဲကဲကြပါအောင်တော့ အတန်လေးကိုစူညံနေတာပါပဲဗျာဥပဒါတော့လူပုံကြီးရဲ့အထိတ်မှာပလက်ကြီးအိတ်နေပြီးတော့ခြေတော်တောင်ချိတ်ထားသေးတယ်နင်တို့ကငါ့ကိုဖိနေတယ်မဟုတ်လားအေးအခုနင်တို့ဖိခံရတော့ဘလို့ခံစားရလဲကျောက်ကျောက်ပိုင်ဆရာကြီးရဲ့ကျောက်ကျောက်တို့လွတ်ပေးပါတော့ဟိုလူလေးရောက်ကိုလွတ်ပေးမယ်ဆိုမှမင်းတို့ကိုလွတ်ပေးမယ်ကွာအင်မဟုတ်ဘူးဆိုရင်တော့မင်းတို့အသားတင်ငဖန်ငဆုပ်လို့ပြပြညံ့ညံ့ကြေတော့အောင်ဖိထားလိုက်မယ်ဟုတ်ကဲခရီးပေးပါလေဆရာကြီးရဲ့ဆရာကြီးလူတွေကိုဆရာကြီးပြန်ခေါ်သွားပါ အဲဒီလိုမှမော်ဟာနင်တို့ကအသားနာခံကျင်ကြတာဟုတ်ဥပဒါလည်းလူဘုံဘောကနေခုံဆင်းလိုက်တယ်ဟိုလူတွေဆိုရင်လည်းထောက်အောင်မထနိုင်တော့ဘူးဗျာဥပဒါလည်းကျုပ်တို့ရဲ့ဇက်ဘိုးလည်းနဲ့တဘုံဘုံပို့လိုက်တော့မှကျုပ်တို့မူးရနေတာတွေအကုန်လုံးကလည်းသူ့လိုလိုပြောက်သွားပြီးတော့မတ်တရရနိုင်တော့တယ်ဥပဒါလာတာကံကောင်းလို့ဗျာမင်းတို့ငတုံးနေပဲကွာညာကြီးသကောင်အိုးစီတွေတီးနေတာဘုံဗျာလူတွေမှတ်ပြီးတော့လာကြသေးလားကွာ ဟိုမသိဘူးလေဗျာကျုပ်ကလည်းတရေတွေလည်းကြက်တွေလားလို့မေးတော့သူတို့ကလူတွေပါတဲ့ဗျာဥပဒါပြောတော့ဒီနားမှာရှဲရွံကြီးတွေပါရှိတယ်ဆိုဗျာဥပဒါလည်းကျုံကောင်းကိုသူ့လက်နဲ့ထုလိုက်ရင်ဟမ်ငွတ်တုံးမိစ္ဆာကောင်းကသူ့ကိုသူမိစ္ဆာပါလို့ပြောရမလားကွာရွာရှိတယ်ဆိုတာတောင်ကပန်းပေါ်မှာကွာဒီကြောင်ထဲမှာရှိတာမဟုတ်ဘူးဥပဒါလည်းအကိုကြီးနဲ့မောင်မောင်တာတို့ကိုကြည့်လိုက်ပြီးတော့မင်းတို့ကောင်းတွေကလည်းမင်းတို့ပဲနော် တော်ထဲမှာလာပြီးတော့ရဲတောက်ချင်နေသေးတယ်အံ့ပါရဲ့ကွာရဲသားမောင်ကလည်းပြောင်ပြောင်တလေးနဲ့ဟိုဟိုဟိုလေးအမကြီးဟိုကျုပ်ကျုပ်တို့အခုတို့ဖြစ်ခဲ့တာတွေကိုဘလို့မှမပြောပါနဲ့ဗျာနော်ဟိုသူများနေသေးရင်ကျုပ်တို့ပြဿနာတက်မှာဗျအေးပါပြီးရပဲမေလို့ကောင်းနေနှုတ်လုံးပါသေးငါတော့ဒီဖြစ်ကိုဒီနေရာမှာနေမေ့ထားလိုက်ပြီဥပဒါထွက်သွားတာနဲ့ကျုပ်တို့၄ယောက်ကလည်းဥပဒါရဲ့အနောက်ကိုလဲခဲ့ကြတယ်ကောက်ခုံထားလို့ဒီကလုံးကိုပင်မနေတာပါပဲဗျာ ကျုပ်တို့ကလည်းဆယ်လဲလောက်လှမ်းပြီးတဲ့အချိန်မှာခလေးမလေးတယောက်ကကျုပ်တို့ရဲ့အရှိန်မှာဘောလာတယ်။အသက်က10နှစ်လောက်ပဲရှိအောင်ပဲဗျ။ငါတို့ဆောင်လူ့ူသွားတဲ့နင်တို့လဲစာလောင်မုတ်တိမ်ချင်းနဲ့ကြုံတွေ့ရပါသေးလို့ငါကြိမ်သာတိုက်တယ်။ခလေးမလေးကလည်းပြောဆိုပြီးတော့ပျောက်ကွယ်သွားတော့တယ်။ကျုပ်တို့ကလည်းစကန်းချထားတဲ့တောင်ကုန်းဘက်ကိုပြန်တက်လာခဲ့ကြတယ်။အနောက်တနေ့မနေ့ရောက်တော့ဦးမောင်လင်းနှိုးမှကျုပ်တို့ကနှိုးတော့တယ်။အေးအေးတွေပြတ်ထားတဲ့ပြင်ညတော့ခုံးပေါက်ထားတော့နှုတ်ချီပြီးတော့ထတော့မထနိုင်ဘူးဗျ။ အတခါမှကျုပ်တို့မစူမကောက်ဘူးတဲ့ဥမောင်လွင်ကကျုပ်တို့စူငေါက်နေတယ်။ဒေါ်သေးတာဘောဒီထဲမှာမောင်မောင်တာနဲ့ရဲသားမောင်ဦးလည်းပါနေလို့ပဲ။ကျုပ်တို့ညီကိုကြီးပဲဆိုရင်ဘလောက်များအပြောခံရမလဲဗျာ။ဟိုတိတ်မစူမနဲ့ဥမောင်လွင်ကသူတို့တွေကတောစုတောင်သားတွေဆိုပေမဲ့ဒီလိုတောကျန်းတဲ့နေရာကိုခီးမထွက်ဘူးကြလို့ပင်ပန်းနေကြတာဖြစ်ပါလိမ့်မယ်။အိနေတစ်ပိုင်းတော့နားပြီးမှဆက်သွားကြရင်အဆင်ပြေပါလိမ့်မယ်။ဥမောင်လွင်ကလည်းဥပဒါပြောတော့ခေါင်းညှိလိုက်တယ်ဗျ။ဥပဒါရဲ့အကြံစီတိုင်းနေတစ်ပိုင်းတော့ဆက်နာဖြစ်တယ်။ တောင်ပေါ်မှာပူချက်ပဲပြောဥပဒါလည်းသူ့လွယ်ရေးထဲကတန်ဘူးဝိုင်းလေးကိုထုတ်ပြီးတော့ကျုပ်တို့အထက်အစီတွေလူးပေးတယ်ဗျအပယုတ်စီလိုမျိုးပူချင်းချင်းနေဗျနေ့လေထမင်းသားပြီလို့နေနေနေကြာသွားမှခီးဆက်ခဲ့ကြတယ်ညအဖြစ်ကိုတော့ကျုပ်တို့ဘလူးအောင်မှမပြောဘဲနဲ့မေ့ထားလိုက်ကြတယ်ဗျကျွန်တော် channel ကနေဂူဒကောင်းမှာတင်ဆက်ပေးသွားတာကတော့ဆရာကားသောကိုရန်ရေးသားထားတဲ့သုံးဒီဥပဒါနဲ့မိစ္ဆာခောင်းရေးအတွဲခွနစ်စာသင်ခွနစ်ပဲဖြစ်ပါရဲ့ခင်ဗျာ နိုင်မြမလည်းဒီတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်ကောင်းမြောက်ကိုတင်ဆက်ပေးသောမှာမို့